ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်။ခုရက်ပိုင်းမှာကျမထံမှာဗောနော် မကြမကြလာရောက်တဲ့ကိစ္စရက်တစ်ခုရှိပါတယ်။ဘာကိစ္စလဲဆိုရင်ချစ်သူတမီးကြီးစားဘဝမှာအမျိုးမျိုးစိတ်ဆင်းရအောင်ပြုလုပ်နေတယ်အမျိုးမျိုးဒုက္ခရအောင်ပြုလုပ်နေတယ်အဆက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်နေတယ် ထုံအောင်ခံထားရတယ်။နော်ပောင်ဝင်းစမှာမျက်နှာမပေါ်ရဲအောင်လို့ပြုတ်လုခံရတဲ့အမျိုးကောင်းသားသမီးအမျိုးသမီးလေးတွေအတွက်ပြန်လဲပြီးတော့မှမိမိတို့အနေနဲ့တုံ့ပြန်ခြင်းနဲ့ဆိုလို့ရှိရင်အခုပြောတဲ့ရေရာလေးကိုပြုတ်လုပေးရမှာဖြစ်ပါတယ်။အဲ့တော့တနင်းကနေသားသမီးနော်တနင်းကနေသား မီးတူးဦးကကို့ပေါ်မှာညနာမဖို့ရဲအောင်ပောင်းဝင်းကျင်မှာအမျိုးမျိုးအဆက်ကွဲအကျိုးနဲ့ပြုတ်လုံနေတယ်။ကို့ကုံရဲ့တိတ်ခါကိုကြဆင်းအောင်ပြုတ်လုံနေတယ်။အမျိုးမျိုးစိတ်ဆင်းရဲကိုဆင်းရဲပြုတ်လုံခံနေရတယ်။ဂျင်းနဲ့ကြက်ထဲရောက်နေတယ်ဆိုလို့ရှိရင်စိတ်ကိုအေးအေးထားစိတ်ကိုအေးအေးထားပါစိတ်ကိုလျှော့ချထားပါ ကိုမှဖြည့်ရှင်းရမယ်ပြန်လဲတုတ်ပြန်ရမယ်ထွက်ပေါက်တစ်ခုအနေနဲ့ယခုရေဒီယာကိုပြုလုပ်လို့ရပါတယ်နော်အဲ့တော့တီဟိုသားကိုရအောင်ရှာပါတီဟိုသားကိုရအောင်ရှာပြီးတောင်ဘက်ရက်ကိုတွားပါတောင်ဘက်ရက်ကိုတွားပြီးွားပူးရုပ်လေးထုပြီးရမှာဖြစ်ပါတယ်တီဟိုသားကိုပူးရုပ်ထုပါပူးရုပ်ဖြစ်ရင်ပြီးရောเนาะကိုကတော့ထုတတ်တယ်လို့ထုပူးရုပ်လေးထုပြီးတောင်ဘက်အရက်ကိုမျက်နာမူပါ တောင်ဘက်ရက်ကိုမျက်နှာဘူးပြီးကိုမှတငယ်ချင်းမိတ်ဆွေသားသမီးတွေမှာတနင်္ဦးနေသားသမီးတငယ်ချင်းတို့ကိုကိုညီတောင်းပါဝါညော18ချက်နဲ့အဲ့ဒီပူရုပ်ကိုရိုက်ပါသူကရိုက်နေတဲ့ခါမှာကိုကဆူတောင်းပါကိုကပြောပါငါ့ကိုဒုက္ခပေးနေတာလေနင်လည်းငါ့လိုမျိုးပြန်ပြီးတော့ဒုက္ခရောက်ပါစေငါ့ကိုဒုက္ခပေးနေတာလေနင်လည်းငါ့လိုမျိုးပြန်ပြီးတော့နော်ဒုက္ခပေးမဲ့သူတွေ့ပါစေ။ ဒါမျိုးလေးပြောရမှာဖြစ်ပါတယ်အဲ့တော့ဒါကတနင်းကလေးသာသမီတူဝါကိုကိုဒုက္ခရအောင်ပြုလုပ်နေတယ်ပါဝင်စင်မှာမျက်နှာမဖော်ရအောင်ပြုလုပ်နေတယ်စိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတယ်အဲ့လိုမျိုးကိုအမျိုးမျိုးညှိမဲ့နှိပ်စက်ခံနေရပြီဆိုမှဒီရတရားကိုပြုလုပ်ပြီးပါအဲ့ဒီလိုမှမဟုတ်ဘူးအကြောင်းမဲ့တက်တက်သူများကိုဒုက္ခရောက်စီရည်ရွယ်ချက်နဲ့ ဒီရေတရားကိုပြုလုပ်မယ်ဆိုရင်တော့ပြုလုပ်တဲ့သူသားလင်ပြန်ပြီးတော့ခံရမှာဖြစ်ပါတယ်။ဒါကြောင့်ရေတရားရေတရားတိုင်းမှာဓာတ်ရိုက်တဆင်တိုင်းမှာစိန်စာတွေရှိပါတယ်။တကယ်လိုအပ်မှသာလျင်ဒီရေတရားကိုပြုလုပ်ရမှာဖြစ်ပါတယ်။ကျမတို့ကလူတစ်ပတ်သားကိုထိကြိုက်ရထိကြိုက်စီတော့ဒီလန်နေရေတရားတွေလုံးဝမလုပ်ပေးပါဘူးလုံးဝမပြောပြပေးပါဘူး။နော် အောင်လန်းစရာလည်းမဟုတ်ပါဘူးအဖဆရာကြီးမင်းသိန်းကရဲ့တပည့်တူဖြစ်ပါတယ်ဒါကံမီရရေရင်ဟာတခုတာဖြစ်ပါတယ်เนาะတချို့ကဆရာမဒီဥစ္စာအောင်လန်းအောင်လန်းလားအောင်လန်းမဟုတ်ပါဘူးကိုကိုဒုက္ခပေးနေလို့ကိုကပြန်ပြီးတော့သူ့ဘက်ကနေရက်သွားအောင်ဆက်ပြီးတော့ဒုက္ခမပေးနိုင်အောင် ပြုလုပ်ရတဲ့ရေရာနီးလန်းလေးတခုဒါဖြစ်ပါတယ်။ဒါကိုနားလေတယ်ဆိုမှဒီရေရာလေးကိုပြုလုပ်ပြီးပါအားလုံးပဲစင်ကြကြပါစေရှင်။နောက်ရက်တည်ကြရင်တနင်္လာသားသမီးအင်္ဂါသားသမီးတို့လည်းကြောပြပြီးသွားမှာဖြစ်ပါတယ်နော်။